မင်္ဂလာပါခင်ဗျာ Revolut Gamma News Channel ကနေပြီးတော့မေလ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိမ့်တိုက်ပွဲသတင်းကတော့စကန်းတိုင်းတမူးမြို့နယ်မြို့တင်မြို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ရဲ22ဦးလက်နက်ချညံ့ခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့မနက်9နာရီကနေမေလ17ရက်နေ့မနက်10နာရီအထိတမူးမြို့နယ်မြို့တင်မြို့မှာတပ်ဆွဲထားတဲ့အမှတ်228ချီလင်တရင်ခလာရ228 SNA တမဟာ69တရင်3ကတဲ့တပ်ဖွဲ့ရဲပြူစောတိပူပေါင်းအင်အား250ခန့်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် တိုက်ပွဲအတွင်းမှာရဲ22ဦးအလံဖြူထောင်းလက်နက်ချခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ဆုံမှုနဲ့ဒဏ်ရာရစည်ရင်ကိုအတိမပြုတ်နိုင်သေးဘူးလို့သိရပါဗယ်လက်နက်ချညှန့်ခံခဲ့တဲ့ဖမ်းဆီးရမိဒူတွေထဲမှာစခန်းမှုရဲအုပ်ကြော်ကြော်နိုင်ဒူရဲအုပ်ကြော်ကြော်လွင်ဒူရဲအုပ်မျိုးတန့်တို့ပါဝင်ကြောင်းသိရှိရပါဗယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီထံကနေပြီးတော့လက်နက်ငယ်29လက်60မမ12လုံးအီနာကန်5လုံးရှေ့ထွက်မိုင်း1လုံးစတေရှင်ဂျမ်းမာ3ခုကြီပေါက်34ခုကြီအချို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗယ် ၎င်းတိုက်ခိုက်မှုကိုတမိုးခိုင်ကိုကေမှုကဦးစီးပြီးတော့အထူးလှူရှားတိုက်ရင်ကိုကူကီအမျိုးသားတပ်မတော် KNAB အမျိုးသားလွတ်မြောက်ရေးတပ်မတော် NLA တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကြိုင်စိတ်ကြီးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အနန်းကွင်းဖြူဟာဂုံးနဲ့တောင်စုံစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများမှာ KNLA ဦးဆောင်မှုနဲ့ပူးပေါင်းတပ်ဖွဲ့များနဲ့အတူ Cloud Wings Drone တပ်ဖွဲ့ကလည်းပါဝင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ၂ရက်နေ့ကနေမေလ၃ရက်နေ့အထိ KNU တက်မဟာ6နယ်မြေကျိုင်းစိတ်ကြီးမြို့အနန်းကွင်းကျေးရွာအနီးမှာရှိတဲ့အနန်းကွင်းဗျူဟာကုန်းနဲ့တောင်စုံကျေးရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဆွဲထားတဲ့တောင်စုံစခန်းသိမ်းတိုက်ပွဲတို့မှာ KNLA ဦးဆောင်မှုနဲ့ Cloud Wings Drone တပ်ဖွဲ့ကပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီဗျူဟာကုန်းနဲ့စစ်ကောင်စီစခန်းကို Cloud Wings Drone တပ်ဖွဲ့က120မမ87မမ60မမဘုံဒီများနဲ့ဘုံဒီအလုံးရေများစွာကိုကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အချမ်းဘတ်စစ်ကောင်စီရဲ့တောင်စုံစစ်စခန်းကိုမေလ3ရက်နေ့မနက်ပိုင်းမှာပူပေါင်းတပ်ဖွဲ့များနဲ့အတူပဝင်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့စစ်စင်ရေးများအတွင်မှာလက်နက်ခဲယမ်းများစွာကိုတင်းစီရရှိခဲ့တော်လဲ drone တချို့ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ KNLA ဥဆောင်မှုနဲ့ပူးပေါင်းတပ်ဖွဲ့များနဲ့အတူနောက်ထပ်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကိုဆက်လက်ပြန်တန်းတိုက်ပွဲဝင်နိုင်ရန်အမြဲကြိုးစားနေပါတယ်လို့ Cloud Wings Drone တပ်ဖွဲ့ကတာဝန်ခံကိုငင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှကြီးရွာစစ်ကောင်စီအုပ်စုရဲစခန်းဘေးကငွေစုငွေချေလုပ်ငန်းတစ်ခုကိုမေလ၁၀ရက်နေ့ညနေပိုင်းကဓမြတိုက်ခိုင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးမိုးကုတ်ကားလန်စစ်ကောင်စီအုပ်စုရဲ့ပင်လယ်ကြီးဂိတ်အနီးလက်ပံလကြေးရွာရဲ့ဈေးမြောက်ဘက်လက်ပံလရဲစခန်းအနီးကဝေစုငွေချေးလုပ်ငန်းငယ်တခုကိုလူတစုကဓမြတိုက်တာလို့ဆိုပါရယ်သိန်း80လောက်ပါသွားတယ်လို့ပြောတယ်ဆိုင်ကယ်နဲ့လာတာလို့လက်ပံလရွာကန်တအုပ်ကပြောပါရယ်အဲ့ဒီလက်ပံလရွာကငွေစုငွေချေးလုပ်ငန်းဟာစစ်ကောင်စီအုပ်စုရဲစခန်းနဲ့စစ်ကောင်စီအုပ်စုငွေညက်တဲ့ဂိတ်အနီးမှာတရှိတာဖြစ်ပြီးတော့ဓမြတိုက်တဲ့သူတွေဟာလည်းစစ်ကောင်စီအုပ်စုကပဲဖြစ်ဖို့များတယ်လို့ကင်းထောင်မြေပြင်သတင်းစင်ကူးကပြောပါရယ်ရဲစခန်းနဲ့နေတယ်ပင်လယ်ကြီးဂိတ်နဲ့လည်းနေတယ် တို့စစ်ကောင်စီအုပ်စုလက်အောက်ခံအုပ်စုတွေပဲဖြစ်ဖို့များတယ်ဗျအရင်ကလည်းစင်ကူးနယ်မှာဓမြတိုက်တာတွေရှိတာပဲလက်နက်ပြပြီးတော့လူရနေတာကြာပြီလို့ပြောဆိုခဲ့ပါတယ်လက်ပံလာရွာအပဝင်းစင်ကူးမြို့နယ်အတွင်းမှာစစ်ကောင်စီအုပ်စုနယ်ပြူစောတိတွေကြီးစိုးတောင်းကျမ်းနေတာဖြစ်ပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပြည်သူများကိုဖမ်းဆီးငွေညစ်တာလက်နက်ပြပြီးမိုက်ကြီးခွဲတာ ဓမြတိုက်တာတွေကိုစစ်ကောင်စီအုပ်စုနယ်ပြူစောထီတွေကကျူးလွန်နေတာလို့ဒေသခံတွေကပြောပါတယ်။စင်ကူးနယ်လက်ပံလရွာအနီးကပင်လယ်ကြီးဂိတ်ကခီးသွွားပြည်သူတွေကိုနေ့စဉ်လက်နက်ပြမိုက်ကြီးခွဲနေတယ်လို့ပြီးခဲ့တဲ့လတွေအတွင်းမှာလည်းစင်ကူးမျိုးနယ်ကရေရှင်ဝတ်တိုးလက်ပံလစတဲ့ခြေပါတွေမှာဓမြတိုက်မှုတွေလည်းဖြစ်ပွားခဲ့တယ်လို့စင်ကူးဒေသခံတွေကဆိုပါတယ်။ဒါ့အပြင်မေလ9ရက်နေ့ကလည်းမန္တလေးတိုင်းမြင်းကြံမြို့နယ်စီမီကုံရွာအနီးက တဲကြီးကြေးပါမှာဓမြတိုက်မှုဖြစ်ပွားခဲ့ပြီးတော့ဓမြတိုက်တဲ့လူတွေဟာမြင်းကြံစုံရွာကပြူစောတိအဖွဲ့ဝင်တွေဖြစ်တယ်လို့ဒေသခံမြေပြင်ကင်းထောက်စီမီးကုံတရင်ကဖော်ပြထားပါတယ်မေလ9ရက်နေ့ညကတဲကြီးကြေးပါမှာဓမြတိုက်မှုဖြစ်ပွားခဲ့ပြီးတော့ဓမြတိုက်ခံရတဲ့အိမ်ကရွှေငွေပစ္စည်းများကိုယူဆောင်သွားပြီးအဲ့ဒီဓမြတိုက်တဲ့အဖွဲ့ထံကနေပြီးတော့လက်ပြုံကြကြံခဲ့တယ်ဆိုပြီးတော့ဓမြတိုက်ခံရတဲ့အိမ်ကို မနက်စောစောမှာလူတအူးကလာရောက်ပြီးတော့ရှာဖွေတဲ့အချိန်ရွာသူရွာသားများကဝိုင်းဝန်းဖမ်းဆီးဆစ်ဆေးတဲ့အချိန်မှာစုံရွာကပြူစောတိအဖွဲ့ဝင်တွေဖြစ်နေတယ်လို့စီမီးကုံတရင်ကပြောဆိုထားပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမန္တလေးမြို့မှာလည်းဓမြမှုလူရက်မှုလူတက်မှုတွေ ဇက်တိုက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီအုပ်စုကကျူးလွန်သူတွေကိုအရေးယူတာတွေမရှိသလောက်နှဲပါသလိုပြီးခဲ့တဲ့လအတွင်းကလည်းမန္တလေးမြို့အောင်မြေသာဇံမြို့နယ်ကစစ်ကောင်စီအုပ်စုလက်အောက်ခံမြို့နယ်တရားသူကြီးရဲ့ရွှေပဒိန်ဓမြတိုင်းမှုနယ်ပတ်သက်ပြီးတော့ကျူးလွန်သူတွေကိုစစ်ကောင်စီအုပ်စုကဖမ်းမိခဲ့ရမှာလေဓမြအဖွဲ့ကိုဥဆောင်တဲ့သူဟာပဒိန်ကြီးမြို့နယ်ရဲစခန်းကနေထိုင်ရဲကဥဆောင်တာဖြစ်ကြောင်းတင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာချောင်းဦးမြင်းမူလမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီရင်တန်းကို၃ချိန်မိုင်းဆွဲတက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၉ရက်နေ့မနက်09:20မိနစ်မှာသကိုင်းကနေပြီးတော့ပထမအထုပ်ထွက်လာတဲ့တွဲကား၅စီးကိုချောင်းဦးမြင်းမူလမ်းပိုင်းတနေရာမှာအီနာကဘုံဒီထက်မိုင်းတလုံးနဲ့၎င်း ရေသာမိုင်း၅လုံးတွဲနဲ့၎င်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာရှီဆုံးကမောင်းနေလာတဲ့ကားကိုထိမှန်ပြီးတော့ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်မွန်လွယ်၁၂နာရီ၁၈မိနစ်အချိန်မှာအဲ့ဒီကား၅စီးတဲ့ကပထမကားနဲ့ဒုတိယကားကိုမုံရွာချောင်းဦးလမ်းပိုင်းတနေရာမှာထန်းလုံးမိုင်းအကြီး၂လုံး၊ point နဲ့ point နဲ့စုစုပေါင်း၄လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာဒုတိယကားပေါ်မှာပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ အလားတူပဲမေလ10ရက်နေ့မနက်7:33မိနစ်အချိန်မှာမုံရွာဝမ်ပေါင်ဘက်ကနေထွက်လာတဲ့တွဲကား၅စီးတဲ့ကား၄စီးမြောက်ကားကိုချောင်းမြင်းမှုလမ်းပိုင်းမှာရှေ့ထွက်မိုင်းတစ်လုံးအပါအဝင်ပရိသာမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့အတိအကျသိနိုင်မှုအတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်၁၁တပ်ရင်း People Defense Force South မုံရွာတပ်ခွဲ၁မုံရွာခရိုင်တပ်ရင်း၁၁တပ်ခွဲ၃တပ်စု၂ Youth Vigor Revolution Force ၊ຫນွေဦးလူငယ် People's Defense Force ၊မြင်းမူ Local Defense Force တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pentagram နဲ့မြန်မာ Islam အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မကွေးတိုင်း မြန်မြို့နယ်မှာရှိတဲ့ဝက်ပုတ်ပြူစောတိစခန်းကိုရော့ကတ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့ညနေ9:00နာရီကမှမြန်မြို့နယ်ဝက်ပုတ်ရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များကရော့ကတ်10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗျ။စစ်ခွေးတေးတဲ့စီးရင်ကိုတော့ကျွန်တော်တို့တွေအတိမပြုတ်နိုင်သေးဘူးထိခိုက်မှုတော့ရှိတယ်လို့ဘာမထီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုမြိုင်ပတ်ကဖတိုင်ရင်တဲ့ဘာမထီတပ်ဖွဲ့ တမမကြီးပျောက်ကြားတစ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဝက်ပုတ်ရွာပြူစောထိပ်စခန်းမှာရှိတဲ့ဘန်ကာရီအနီးကိုရက်ကတ်များကြောက်ရောက်ပောက်ကွဲခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အခုရက်ပိုင်းအတွင်းမှာဒဝဲခရိုင်ကနေအိမ်20နေပါထိခိုက်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုလ9ရက်နေ့စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးတော့ဒဝဲမြို့နယ်တောင်သုံးလုံးရွာကနေအိမ်9ဆောင်နဲ့ Robert Channel မီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်တန်းစီပြီးတော့မီးလောင်သွားတာလို့တောင်သုံးလုံးရွာကအမျိုးသမီးတို့ကပြောပါတယ်အဲ့ဒီနေ့က ကြောင်မဲတောင်ရွာမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းပူးပေါင်းတပ်တွေကြားမှာထိတွေ့ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ဒေတာတွင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေစီကသိရပါဗျ။အခုလ၈ရက်နေ့မှာလဲစစ်ကောင်စီတရင်တွေကနေပြီးတော့ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးတွေဟာကလိန်အောင်စံတော်ရှင်ဖျားတောင်းတက်လမ်းပေါ်မှာ ကြည်တွေကြောက်ပောက်ကွဲခဲ့ပြီးတော့ဥယျင်ခြံတွင်မီးလောင်ကနေအိမ်၃ဆောင်ကကြည်စားထိမှန်ပြီးတော့ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ကြာသပတေးနေ့ညကလည်းစစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့ဒဝယ်မြို့နယ်မောင်မဆောင်ရွာကနေအိမ်၃ဆောင်ပျက်စီးခဲ့ပြီးတော့နွားတကောင်လည်းတိတ်ဆုံးခဲ့ရတယ်လို့ဒေသခံတွေကသိရပါဗျ။အခုလ10ရက်နေ့မှာတော့တရချောင်းမြို့နယ်မြို့မရက်ကွက်ကစစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးလက်နက်ကြီးကြီးကြောက်ပောက်ကွဲပြီးတော့နေအိမ်၃ဆောင်ထဲမှနေကြည်စားထိမှန်ပြီးတော့ပျက်စီးခဲ့တယ်လို့သိရပါဗျ။ အရက်ရောင်းနေတဲ့ဆိုင်မှာဆိုရင်ဘူးတွေအကုန်ကွဲကုန်တယ်ဘာဖြစ်လို့ပြစ်တာမှလည်းမသိဘူးလို့ပန်တော်ရက်ကွက်နေဒေသကအမျိုးသမီးတူကပြောပါတယ်ပန်တော်ရက်ကွက်နေတရားချောင်းမြို့နယ်မြို့မရက်ကွက်ကရက်ကွက်ချင်းဆက်နေတာဖြစ်ပါတယ်ဒါ့အပြင် စစ်ကောင်စီရဲ့ကြီးရည်လေးပူရဲတိုက်ခိုက်မှုကြောင့်တရားချောင်းမြို့နယ်ပဲတက်ရွာကနက်သီရိဂုံညင်းစိတ်ရငဲရွာတွေကတိုက်နယ်ဈေးရုံနဲ့စာတင်ချောင်းဆောင်တွေအပါဝင်နေအိမ်အဆောက်အုံ6ဆောင်ထဲမှာလည်းပြက်စီးခဲ့တယ်လို့အတည်ပြုနိုင်ခဲ့ပြီးတော့အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့သိရပါတယ် ရရှိထားတဲ့တရင်အချက်လက်တွေအရပြီးခဲ့တဲ့ AP လကတော့မြို့နယ်၃ခုကနေအိမ်900ကိုစစ်ကောင်စီကမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗယ်။လေကြောင်းကနေပြီးတော့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်ဖျက်ဆီးခဲ့တဲ့နေအိမ်အရေအတွက်ဟာ23ဆောင်ထက်မနည်းရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။